Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဒါညပြဖြစ်တဲ့ MOR င်းကကျွန်တော်တို့ဒီမနက်ပြန်မှာကစားမယ်ပေါ့နော်။ Leicester City နဲ့ပွဲစဉ်အတွက်ဒါပွဲကြိုသတင်းစာရှင်းလင်းပွဲလုပ်ထားတယ်။ညပြ MOR င်းကတော့ကျွန်တော်တို့ဒီ Leicester City နဲ့ကစားမယ်တနင်္ဂနွေညပွဲစဉ်အတွက် Mason Mount ပြန်ပြီးတော့ပေါ့နော်။အသင်းလူစင်မှာပြန်ပါမယ်ဆိုတာကို confirm လုပ်သွားတယ်။ မီဆန်မောက်နဲ့ပတ်သက်တဲ့အရာတွေကျွန်တော်ပြောကြည့်အောင်။ Okay ဆိုတော့သူကတော့ပြောထားတယ်ပေါ့နော်။ကျွန်တော်ရှေ့မှာလည်းပြောထားပြီးသားဖြစ်တယ်ပေါ့။ကျွန်တော်မီဆန်မောက်လို့ player profile မျိုးကို imminent သဘောကျတဲ့သူတယောက်ဖြစ်တယ်လို့အတင်းမှာမီဆန်မောက်ရှိနေတာကိုလည်းသူတော်တော်လေးသဘောကျတယ်။ဆိုတော့ဘာလို့လဲဆိုတော့လက်ရှိမှာမီဆန်မောက်ကိုကျွန်တော်ကြည့်ရင်သူ့အနေနဲ့ပေါ့နော်အရာအလုံးကိုအမှန်ကန် ဒီလုံနီးလုံထုံနေမှန်မှန်ကန်ကန်စူးစားပေမဲ့လည်းလို့အင်ဂျူရီပြဿနာတွေခဏတိုင်းရတဲ့ဒီပွဲကစားကွင်းနေတဲ့ပြဿနာတွေသူကြုံရတယ်ပေါ့အစားအသောက်တွေလည်းသူမှန်မှန်ကန်ကန်စားတယ်နောက်ဒါအပြင်အဲဘယ်လိုပြောမလို့ physical အခြေအနေတွေကောင်းအောင်လည်းသူမှန်မှန်ကန်ကန်သူကြိုးပမ်းနေပေါ့ เนาะဒါအတူလက်ရှိအတင်းအတွက်ပြန်ကစားနိုင်မှုတွေအရာအားလုံးကျူးပန်းနေတဲ့ player တယောက်ဖြစ်တယ်ဗောနော်အဲဒါပေမဲ့လည်းလို့ဗောနော်လက်ရှိလောတင်မှာဆိုလို့ရှိရင်မေဆမောင်းက injury ပြဿနာတွေအများကြီးကြုံထားရတယ်ကျွန်တော်တို့ဒီလိုကစားမမျိုးကိုအတင်းမှာလိုအပ်တယ်ဗောတတိထားမှာတစ်ခုကမေဆမောင်းဟာကျွန်တော်ဒီဗာလဲ champion league ဖလားရဘူးတဲ့ player တယောက်ဖြစ်တယ်နော်အရင်လဲပေါ့နော်ကျွန်တော်ဒါအရင်ချင်းရှိပြီးတော့ဒါ talented ဖြစ်တဲ့ player တယောက်လည်းဖြစ်တယ်ဗောဗျာဆိုတော့ ဟိုသူကွင်းထဲမှာကစားပြီဆိုလို့ရှိရင်သူပြုတ်မှုသည်မကျိုးပန်းသည်မအရာတွေအားလုံးကိုသူတော်တော်လေးသဘောကျတယ်ဗောနဆိုတော့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်မေဆန်မောက်အနေနဲ့ခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ်ဗောနဘလို့အခြေအနေမှာပဲဖြစ်ဖြစ်လက်ရှိကလပ်အသင်းမှာရှိတဲ့သူတွေအကုန်လုံးရဲ့တည်တယ်မလားဒီကူညီပံ့ပိုးမှုတွေကိုသူအမြဲတမ်းထောက်အမြဲတမ်းရရှိနေမှာဖြစ်တယ်ဗောနဆိုတော့ဒါအပြင်မေဆန်မောက်အနေနဲ့ဒီထက်ပို့ပြီးတော့ဖြည်းဖြည်းချင်းပို့ပြီးတော့အဆင်ပြေလာအောင်လို့လည်းကျွန်တော်တို့အကုန်လုံးကူညီပေးသွားဖို့ကျွန်တော်ရှိတယ်ကြရလို့တင်ပါဆိုလို့ရှိရင်မေဆန်မောက်အခုလို injury ပြဿနာတွေအများကြီးရနေတာကတော်တော်ကိုကံမကောင်းတဲ့အရာဖြစ်တယ် တယ်ဗောနော်အဲလောလောဆယ်မှာတော့ကျွန်တော်တို့မေဆန်ပေါင်းကိုအဓိကကြန့်ခန့်မှုအကောင်းဆုံးဖြစ်လာအောင်ပြည်လာအောင်ကျွန်တော်တို့ကူညီရမယ်ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဒါမေဆန်ပေါင်းသာကြန့်ခန့်မှုပြည်လာပြီဆိုလို့ရှိရင်သူအများကြီးသူ့ပုံမှာယုံကြည်ထားတယ်ဗောပါလို့လဲဆိုတော့ Manchester United တင်မှာ Mason Mount လို့ကစားမတွေအများကြီးလိုတဲ့အတွက်ပေါ့ဗျာဆိုတော့ Mason Mount နဲ့ပတ်သက်ပြီးပြောရရင် Mason Mount က Leicester နဲ့ပွဲစဉ်ပေါ့နော် အရန်ကိုမှတော့ပါလာဖို့ရှိတယ်ပေါ့နော်အဲကျွန်တော်တို့စောင့်ကြည့်ရမယ်အဲတေချာဘောက်ကတော့ဘယ်လိုပွဲမျိုးပဲကစားကစားကျွန်တော်တို့ရနိုင်ဒီမှာကစားမားတွေအကုန်လုံးပါလာဖို့ကျွန်တော်အရေးကြီးတယ်ပေါ့ဆိုတော့အကယ်လို့သူသာကြံ့ခိုင်မှုပြည့်တယ်100%ပဲကြံ့ခိုင်မှုပြည့်ပြီးတယ်ဆိုလို့ရှင်တေချာလည်းကျွန်တော်တို့သူ့ကိုခေါ်သွားမယ်ပွဲစဉ်အတွက်ဆိုတော့လောလောအပ်တဲ့အခုရှေ့လာမယ့်ပွဲပွဲစဉ်ဒီမှာတော့မေဆန်မောက်အနေနဲ့မိနစ်အများကြီးကစားလို့တော့မရသေးဘူးပေါ့ဗျာပေါ့နော်ဒါဟို9မိနစ်လောက်ပဲကစားကစားဒါမေဆန်မောင့်အတွက်အများကြီးအေးပါတယ်ပေါ့အဲဆိုတော့ပြောချင်တာကတော့မေဆန်မောင့်ဒီ လောလောဆယ်မှာခက်ခဲတဲ့ခြေအနေတွေဖြတ်သန်းနေရကြောင်းဖာညာသူပြောသွားတာ။ဟိုကျွန်တော်တော့ဗျာဘလူးတောင်ဘလူးတောင်နားလေရမလဲသိရမလား။ဒီမေဆမ်မောင်ကကျွန်တော်ရှေ့မှာအများရန်ပြုတ်လို့ပဲ။ဒီကစားမကောင်းတက်ရောက်ဗျာသိလား။ကစားမကောင်းတက်ရောက်ပဲ။ဒါပေမဲ့လူသူက injury ပြဿနာကြီးအများရန်ခြုံနေရတာ။နော် injury ပြဿနာခြုံနေရတဲ့ player တယောက်ကဘလောက်ပဲကောင်းကောင်းမအားကိုးလို့မရဘူး။ဆိုတော့အခုမှတည်းကကျွန်တော်ဖြစ်တာမဟုတ်ဘူးဗျာ။ချယ်ဆီမှာသူရှိခဲ့တဲ့နောက်ဆုံးရာသီမှာလည်းသူ injury တွေအများကြီးကြုံရတာ။ injury တွေအများကြီးကြုံရပြီးတော့ sorry ဗါလဲသူသူရောင်းချလိုက်ကြတယ်။အဲ ။နောက်ရောင်းချကြပြီးတော့အသင်းကိုရောက်လာတယ်။ရောက်လာတော့လေဒဏ်ရာပြေတနာကြီးကျုံနေပြန်ကောင်းနေမချဘူးပြန်ပြီးတော့ဒဏ်ရာရတယ်။အခုပြန်ပြီးတော့ကောင်းလာတယ်မချဘူးဒဏ်ရာပြန်ရတယ်။အတော့ဒဏ်ရာပြန်ရလို့ရှိရင်လည်းပဲအကြာကြီးပဲအခုဆိုလို့ရှိရင်တီတီခေါက်ဒဏ်ရာရတာသူဘယ်တော့မှနောက်ဆုံးကစားခဲ့တယ်။စပားနဲ့ပွဲလာမသိဘူး။စပားနဲ့ပွဲလာမသိဘူးမေဆန်မောက်ကျွန်တော်နေတဲ့ injury ပြေတနာကျုံခဲ့တာ။ကျွန်တော်တို့ကိုလူစားလဲလဲရတယ်စပါးနဲ့လာမန်ချက်စတာစီးတီးနဲ့လာမသိဘူးလူစားလဲလဲရတယ်ကျွန်တော်တို့အဲဆိုတော့လူစားလဲလဲရတယ်အခုချိန်ထိသူပြန်မကစားနိုင်သေးဘူးဆိုတော့ဒါမေဆန်မောက်အနေနဲ့ပေါ့နော် အမ်မိုရင်ကတော့လက်စတာနဲ့ပွဲမှာ9မိနစ်လောက်ဖြစ်ဖြစ်စပြီးတော့သုံးပေးမယ်သဘောပါ9မိနစ်10မိနစ်အဲ့လောက်ဖြစ်မှာပေါ့ဗျာဆိုတော့ဖြည်းဖြည်းချင်းနဲ့ကျွန်တော်ကသုံးဖို့လိုတယ်ဘာမှ risk ယူလို့မရဘူးဗျာသူတပြင်းဟိုသူလက်ရှိသွားနေပါတယ်ဆိုတော့ nero number 10နေရာဒီမှာ mission mount ကတော်တော်ကိုအံဝင်ခွင့်ကျဖြစ်နိုင်တာဘာလို့လဲဆိုတော့ mission mount ကအဲ့ဒီနေရာမှာကစားခဲ့ဘူးတာဟုတ်ဒါကြောင့်เนาะဒီနီးပြတွေက mission mount ကိုသဘောပေါက်သဘောကျတာကိုလည်းကျွန်တော်နားလေတယ်ဒါပေမဲ့လို့ injury ပြဿနာပေါ့เนาะသူလုံးဝ အဆင်ပြေနေအောင်လဲသူအရင်ဆုံးကြိုးပမ်းမှာဗျာဆိုတော့မေဆန်မောက်အနေနဲ့ Leicester City နဲ့ပွဲမှာကျွန်တော်ပြန်ပါမှာပါနော် channel လေးကို subscribe မနေရသေးဘူးဆိုလို့ချင်တယ်ပြန်နေပြီးတော့တောင်းဆိုပါရစေဗီဒီယိုလေးကို like လုပ်လို့မနေရသေးရင်ကျွန်တော်နှိပ်ပြီးသွားကြပါအောင်ဆိုတော့နေခင်အတင်းရဲ့ဗီဒီယိုဒီမှာကျွန်တော်တင်တဲ့ကပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်